မင်္ဂလာပါချစ်တို့ရေကုကင်းဝစ်ဘလက်ဆင်ရာနဲ့ပြန်လည်ကြဆူလိုက်ပါရယ်ကဲဒီနေ့အရာကိုစလုပ်ကောင်းတဲ့မြန်မာမုတ်တမျိုးဖြစ်တဲ့သမနဲ့အလွယ်ထုံးကြီးလေးကိုဘလက်ဆင်ရာအသေးစိတ်လေးတင်ပြပေးချင်ပါတယ်လို့ကိုရိုင်းမိမိအိမ်မှာလေအခါတလေစားချင်တဲ့အခါမှာထားလို့စားလိုက်လို့ရှင်လည်းအဆင်ပြေရနော်ပြီးတော့ပြုလုပ်နေရလားအရာကိုလွယ်ကိုရူရှင်တဲ့နေလာဖြစ်လို့အခုပဲစတင်လိုက်ရအောင်လားချစ်တို့ရေ let's go right now ကဲစတင်ကြမယ် ကဲပလက်စင်ရကကောင်းရင်းဆန်နှစ်ခွက်ပေါ့နော်အဲ့ဒါကိုကောင်းကောင်းလေးသုံးလေးခါဆေးပြီးတော့မှအဲ့ဒါကိုရိုးရိုးလေးနဲ့ပဲချက်ထားလိုက်ပါနော်ကဲအဲ့ဒါချက်ထားနေတဲ့အချိန်မှာတော့လိုအပ်တဲ့ပစ္စည်းလေးကိုပြန်စရပြပြပါမယ်လို့အတိအကတော့ဂျင်းလိုအပ်ပါတယ်အုံတီချစ်ပါလို့မြေဝဲစာတို့မဟုတ်တီဟုစိအင်းနန်းမဲနန်းဖြူစာ ပြင်စီလိုပဲလိုအပ်ပါတယ်လို့အပ်တဲ့ဟာတွေကတော့ကိုယ်အိမ်မှာတနိုင်စားလဲအမြဲရှိနေတဲ့ဟာရလေးတွေဖြစ်ပါတယ်လို့ဒါလေးနဲ့ပဲလှူစားမယ်เนาะခဲဒါဆိုဂျင်းကိုပလစနာလို့ဒီလိုမျိုးလေးအချောင်းလေးတွေကိုအဲလိထားပေးပြီးတော့မှစီလေးအပူတတ်မယ်เนาะခဲစီအပူတတ်ပြီးတဲ့အချိန်မှာတော့အရင်ဥဆုံးပလစနာတို့ဒီအုံတိချစ်လေးတွေကိုအရင်ဥဆုံးအဲမွေးနေအောင်ကြော်ပါမယ်လို့ အဲ့လိုကြော်မှပဲနောက်တစ်ခါထဲတဲ့အခါမှာတော့အရင်ဆောက်လို့ကောင်းပါတယ်လို့ဒီလိုမျိုးကြော်နေရင်ကြော်နေရင်မှဒီလိုမျိုးလေးအယောင်တန်းလာပြီဆိုရင်ပြည်စုံတို့ခွက်ထဲမှာထည့်ထားမယ်။ကဲပြီးရင်တော့အဲ့ဒီကြော်ထားတဲ့ဆီမှာပဲမြေဘက်ဆံလေးတွေကိုမှုင်းနေအောင်ကြော်လိုက်။ကဲထုံးဆံအတိုင်းအယောင်လေးတွေတန်းလာပြီဆိုပြည်စုံဆဲထားပေးမယ်နော်။ ဒီစီထဲမှာပဲပြဇင်တို့ပြန်ပြအသုံးပြုမယ်ခဏနေချင်။ကဲကောက်ညင်းလေးရတော့အီအီလေးနဲ့ထွက်လာပါပြီရှင်။ကောက်ညင်းကဘလောက်အင်းလဲကိစ္စမရှိဘူးနော်။ကဲပြီးရင်ဗရမအုပ်ဆုံးမှာစီလေးထဲမှာပဲနော်။ဂျင်းဖတ်လေးကိုထဲမှာမွှေးနေအောင်အရင်အဆုံးကြော်လိုက်မယ်။ကဲမွှေးနေပြီဂျင်းဖတ်လေးတွေမွှေးနေပြီဆိုမှချက်ထားတဲ့ကောက်ညင်းလေးတွေကိုထဲမှာနော်။ကောက်ညင်းကတော့နည်းနည်းအီနေတယ် ကိစ္စမရှိဘူးဒီထမင်းကဣဖို့ပဲခဏလေးရေတောင်မှလိုလို့ရှင်ထပ်ထည့်ရအောင်မှာอืม तू ကဣသွားမှ သူ့ရဲ့အအတာဣသွားမှကိုတော်တော်လေးကိုစားလို့ကောင်းပါတယ်လို့ကဲဓမ္မရေနေနဲ့ထည့်မှထပ်ချက်လိုက်ဦးမှာပြဆင်တော့ကထပ်ဣသွားအောင်လေอืมကဲအမစာလိုအပ်တဲ့ပစ္စည်းလေးကိုထည့်မယ်เนาะသင်ပြသင်ထည့်သွားမယ် ကဲ तू อ่ะအမြဲတမ်းအဆက်မပြတ်တော့မွေပေးရပါမယ်เนาะအဲ့လိုမွေမွေနိုင်လေကောင်းလေပဲထမနေရတော့ကဲအမမြေဘဲဆန်နေထဲ့ပြီမြေဘဲဆောင်ကိုလို့တလောက်ထဲ့မယ်လို့တူပူလျှော်လေးပေါ့ပြီးရင်နမ်းဖြူနမ်းမဲအဲ့ဒါတွေကိုအစင်တင်လော်ထားရမယ်เนาะဒီတိုင်းမလော်ဘဲနဲ့ထဲ့တာမျိုးမလုပ်ပါနဲ့လို့နမ်းဖြူနမ်းမဲတွေကိုလည်းလော်ပြီးတော့မှုလာတဲ့အထည်ကို ပြီးမှဒီထဲကိုထည့်ပါလို့အဲ့ဒါမှကဲနန်းဖြူနန်းမဲလေးတွေထည့်ပါပြီကဲအုံအုံတီဖတ်လေးတွေထည့်ပါပြီကြော်ထားတဲ့အုံတီလေးနော်ကျွတ်လေးပေါ့အုံတီကျွတ်လေးထည့်ရပါမယ်နော်ကဲဒါအခုချိန်မှာတော့အယောင်းကိုမွေပေးဖို့လိုအပ်ပါတယ်နော်သူကမွေလေးကောင်းလေးပဲဒီထဲမှာစီထပ်ထည့်ဖို့လိုအပ်ပါတယ်လိုအပ်လိုအပ်လို့ရှိရင်စီလေးတွေနည်း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 စီထပ်ထည့်ပေးမယ်နော် အစီလေးကိုနည်း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 စီအပေါ်မှာထပ်ထပ်ပေးတာအဲ့ဒါမှလိုအပ်တဲ့အရာလေးတွေကဲနမ်းမဲရလဲကိုလိုအပ်တယ်ဆိုရင်တော့အရာကိုချိန်ပြီးတော့မှနမ်းဖြူနမ်းမဲတွေထပ်ထပ်ဖို့လိုအပ်ပါတယ်လို့ကဲဒီမှာအရာကိုမိမိုက်နေပြီပေါ့သူအနံ့လေးရမွှေးနေရောတနိုင်စာလေးပဲနော်လေစံလို့လှုပ်စားတာအများကြီးလည်းမစားချင်ဘူးလေဟုတ်တယ်မလားဒီရာဒီမှာဆိုတကယ်ကို ထိုးစားတဲ့နဲ့ဓမ္မနယ်လေးပါလို့ဒီတိုင်းထိုးစားကြည့်ရအောင်အရင်ဝင်စားလို့ကောင်းလို့ပါရှင်ကဲရတဲ့လောက်တော့ရှိနေပြီเนาะကြောရင်ကြောရင်လက်တော့တော်တော်ညောင်းပြီပေါ့အဆက်မပြေဆိုတော့ကဲဒါဆိုရင်တော့စားဖို့လဖေးရေချမ်းလေးနဲ့လဖေးရေပဲဖြစ်ဖြစ် ကော်ဖီနဲ့ပဲဖြစ်ဖြစ်အမအပေါ်မှာခဏဖြူထားတာလေးကြော်ထားတာလေးကိုပြန်ဖြူလိုက်မယ်ဆိုရင်เนาะ အရာကိုစားလို့ကောင်းတယ်တကယ်လို့ဒါမကုံသေးဘူးဆိုရင်တော့ရေခဲတစ်တာမှာတင်ထားပြီးတော့မှအစားခံနေမှာပြန်နှွေးဆိုင်လည်းအဆင်ပြေရောကဲဒါဆိုရင်တော့ချစ်တို့ရေကြိုက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်တနင်္လာလေးလို့ဆိုချင်တော့ဒါဆိုရင် See you bye bye အားလုံးချစ်တယ်